မျက်စိရလည်းကောင်းနေမျက်စိပြက်နေတော့မရဘူးမျက်စိရလည်းကောင်းနေအဆင်အယုံကလည်းမျက်စိမှလာထင်ဟတဲ့အကြောင်းတစ်ခုရှိသွားပြီနော်မျက်စိကောင်းရင်အဆင်အယုံထင်ဟခြင်းဒီနှစ်ခုပေါင်းလိုက်တာနဲ့မြင့်သိစိတ်ဒီထဲမှာ attention ဆိုတာလေးပါသေးတယ်နော်တချို့သုတ်တမထဲဟောတယ်သုတ်တတော်တော်များများမဟောဘူးအဲ့ဒါ attention တတိထားမိတာလေးပေါ့နော် တတိထာမိကလည်းရှိရသေးတယ်အဲ့တော့မျက်စိကလည်းကောင်းတဲ့အစဉ်အယုံကလည်းထနေကိုယ်ကလည်းတတိပြုလိုက်တယ်မြင့်သိစိတ်တွေပေါ်လာတယ်မြင့်သိစိတ်နဲ့အတူဖတ်တာဆိုတာပေါ်လာတယ်မြင့်သိစိတ်နဲ့အတူစိတ်ခံစားချက်ဆိုတာပေါ်လာတယ်ကဲအဲ့ဒီအချက်တွေဟာမြင့်သိစိတ်ကဘုသူ့ကြောင့်ဖြစ်တာကံကြောင့်ဖြစ်တာကံကပေးတာမေးကပေးတာလည်းမဟုတ်ဘူးကုသကံကပေးတယ်ကမ္မစာယုတ်လို့ခေါ်တယ် အဲ့ဒီကံစာယုံမှာလာထင်းတဲ့အစင်အာယုံကစတုဇာယုံကံစိတ်ဥဒုအာရအကြောင်းလေးပါကြောင့်ဖြစ်တယ်။နော်အဲ့ဒီအကြောင်းလေးမျိုးကြောင့်ဖြစ်တာထင်းရှားလား။အဲ့ဒီရုပ်ယုံချင်းတိုက်လိုက်တဲ့အခါမှာအတန်ပေါ်တာ။စီတီးတာနဲ့တူတူပဲစီနဲ့တုံနဲ့တွေးလိုက်တဲ့အခါမှာခုနခေါင်းလုံးသက်နေကြားလိုက်တယ်မဟုတ်လား။တီးတယ်လို့။နှစ်ခုပေါင်းလိုက်ပါတီးအတန်ပေါ်လာတာ။ ဲ့တော့မျက်စိထဲမှာဒီမြင်သိစိတ်ရှိနေလားမရှိဘူးထုတ်ထဲမှာရှိလားအဆင်အယုံထဲမှာရှိလားမရှိဘူးတိုက်လိုက်လို့ပေါ်လာတာနှစ်ခုစလုံးဟာအကြောင်းကြောင့်ဖြစ်တာမျက်စိကလည်းရုပ်တရားအဆင်အယုံကလည်းရုပ်တရားအဲ့ဒီနှစ်ခုစုံလိုက်လို့ဖြစ်လာတဲ့မြင်သိစိတ်ကြတော့နတ်တရားသူနဲ့အတူပါလာတဲ့ဖတ်သထိတွေ့မှုဆိုတာနတ်တရားစိတ်ခံစားမှုဆိုတာနတ်တရားဟောကြည့်လိုက်ရင်ရုပ်နဲ့နတ်နှစ်မျိုးတည်းပဲ အဲ့ဒီထဲမဲ့ဒီလိုအကြောင်းလေးရှိတဲ့ထဲမဲ့မျက်စိပြက်နေရင်လည်းမြင်သိစိတ်ဆိုတာမဖြစ်ဘူးမျက်စိတော့ကောင်းတဲ့အဆင်အယုံမထင်ဘူးဆိုရင်လည်းမြင်သိစိတ်မဖြစ်ဘူးအဲ့တော့သူဟာဆရာအကြောင်းတစ်ခုပေါ်မှာမိပြီးတော့နေရတာသူကသူရတည်နိုင်တာမဟုတ်ဘူးရတည်နိုင်တာအဲ့ဒါတို့သိလိုက်တာနဲ့တပြိုင်နက်တည်းဒါဝိပဿနာလာကြောင်းမရောက်တော့မျက်စိကလည်းမမြင်ဘူးမြင် အစင်အယုံကလည်းမမြဲဘူးအဲ့ဒီမမြဲတဲ့အကြောင်းနှစ်ခုကိုဆွဲပြုတ်ပြီးတော့ဖြစ်ပေါ်လာတဲ့မြင့်သည့်စိတ်ဆိုတာဘယ်မှာမြဲမလဲမြတ်စွာဘုရားကဘယ်လိုခေါ်တော့ဆိုအနိစ္စတံပူတံကုတော်နိစ္စံဘောဣတ္တိမမြဲတဲ့မျက်စိမမြဲတဲ့အစင်အယုံနှစ်ခုကိုအကြောင်းပြုတ်ပြီးတော့ဖြစ်ပေါ်လာရတဲ့မြင့်သည့်စိတ်တွေကဘယ်လိုလုပ်မြဲမလဲအမေကလည်းသိတတ်တယ်အဖေကလည်းသိတတ်တယ် သေးရတဲ့အမေသေးရတဲ့အဖေနဲ့ပေါင်းဆက်ပြီးတော့မွေးလာတဲ့ကိုကဘယ်လိုလုပ်ပြီးတော့မသေးပဲရှိမလဲဒီလိုဆုံးလို့ရပဲဟုတ်လားအကြောင်းတရားကမမြင်ဘူးဆိုရင် သူကြောင့်ဖြစ်လာတဲ့အကျိုးတရားဘယ်လိုလုပ်မြင်မလဲအကြောင်းတရားကမှဒုက္ခဆိုရင်သူကြောင့်ဖြစ်လာတဲ့ဟာဘယ်လိုလုပ်ဒုက္ခဖြစ်မလဲအကြောင်းတရားကမှအနတ္တဆိုရင်သူကြောင့်ဖြစ်လာတဲ့အကျိုးတရားဒီဘယ်လိုလုပ်အတ္တဖြစ်မလဲ အဲ့ဒီလိုဆင်ញံလိုက်လို့ရှိရင်ခုနပြောတဲ့ကာမရိပေါ်မှာတွေ့တာမှုတွေရောကြောက်တာအဲ့ဒီဝိပဿနာတရားကိုဟောတာအ